ရှမ်းပြည်တော်ပိုင်းရှိညောင်ရွှေမြို့နယ်အင်းလီဒီသားမှာငလင်ကြောင်ပြက်စီးသွားတဲ့အိမ်တွေကိုရီမသက်ခင်အပိသက်ပြန်ဆောက်လုပ်နိုင်ရေးအကူအညီတွေလိုအပ်နေကြပါတယ်။ဒီအကြောင်းကိုပီတာကတင်ဆက်ထားပါတယ်။မလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အပြင်းစကိုင်းငလင်ကြောင်အိမ်တွေဆူဆူရွရွပြက်စီးခဲ့တဲ့နေရာတွေထဲအင်းလီဒီသားလည်းပါဝင်ပါတယ်။ ငလင်လုတ်ခတ်ပြီးနလာနီပါကြာမြင့်လာတဲ့အထိအင်းလေးဒေသမှာပြန်လဲထူထောင်ရေလုပ်ငန်းတွေမပြီးသေးပဲဆက်လုပ်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်ပြင်ပြီးနေလို့ရတဲ့နေအိမ်တွေကိုပြန်ပြင်ပေးနေတယ်လို့လောကပြူကျပျက်စီးထွားတဲ့အိမ်တွေကိုအစ်စ်ပြန်ဆောက်ပေးနိုင်ရည်လဲဦးစားပေးလုပ်နေရတယ်လို့ဆိုပါရယ်မွေရတီရောက်လာတိုင်းတောင်ချချောင်းရည်တွေအင်းလေးကန်သေးစီဝင်မှုများပြားလာပြီးကန်ရည်မျက်နှာပြင်မြင့်တက်လာတာကြောင့်ပြန်လဲတိဆောက်ရေလုပ်ငန်းတွေအမြန်ဆုံးပြီးအောင်လုပ်ဖို့လိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ် ဟိုမိုးများမယ်မိုးကမုန်တိုင်းရှိရာတို့ပြီးတော့မှဒီတောင်ကြီးတွေဝင်များတာတို့ဆိုရင်တော့တခြားဘောက်အင်းလေးကန်အမကဟိုရေများတဲ့ချမ်းကြီးရှိလာမယ်ပေါ့လေဒါကဟိုရေကြီးတဲ့အပိုင်းကငလင်ပြီးထင့်တင်ထားတဲ့ဒေတာဆိုလို့ရှင်တော့တခြားဘောက်ကဟိုပြန်လဲထူထောင်ရေးအတွက်ကအိမ်ကအရေးပေါ်ချင်းကြီးဖြစ်နေရဲ့အိမ်မရှိသေးဘူးဆိုတော့ဟိုဒေတာခံနေရအတွက်ကတော့စိုးရိမ်ရတဲ့အခြေအနေလိုမျိုးဖြစ်တယ်သူတို့နေထိုင်တဲ့ကိစ္စရဲ့မှာလည်းအခက်အခဲတွေအများကြီးရှိနိုင်ပါတယ် မြောက်ရှိဒေတာခံလူငယ်အဖွဲ့ရဲ့ပြုစုထားတဲ့စီရင်အရာအင်းလေးဒေတာရှိနန်းတဲတာလေးငဖဲချောင်းကျုံကြီးမင်းချောင်းတပြေပင်အင်းချံကေလာအင်းသိန်တလဲဦးခေါန်တိုင်ကျေးရွာအုပ်စုလူတွေကရွာပေါင်း20မှာရှိတဲ့အင်းချီ148အင်းကအများဆုံးပြတ်ဆောက်ဖို့လိုနေတယ်လို့ဆိုပါရယ်အင်းပြတ်ဆောက်ဖို့အတွက်တင်းတဲ့ဝါးတွေအဓိကလိုနေတယ်လို့ လူအင်အားမလောက်တာမျိုးလည်းဖြစ်နေလေလို့ဆိုပါရစေ။အိမ်တွေတွေမဲမကဘူးအခုလောလောဆယ်ကတော့ဟိုလန်တတာရောပြီးတော့မှဖုန်ကြီးကြောင်းတော့နောက်ရှည်တန်းနဲ့ပတ်သက်တဲ့အကူအညီတွေပေါ့လေ။အဲ့လိုမျိုးကတော့ကျမတို့ချိတ်ဆက်ပြီးတော့မှဒူးချင်းစီလာတဲ့ဟာလိုမျိုးတွေပဲများတယ်အဲ့ဒီပုံစံနဲ့ပဲလောလောဆယ်ဆက်သွားနေရပေါ့လောလောဆယ်ချင်းကြီးကဟိုအကူအညီတွေလုံးဝမရှိဘူးဆိုတဲ့ဟာချက်ဒီလိုတစားတစားနဲ့တော့တဖြည်းဖြည်းချင်းဆက်သွားနေတဲ့ကာလဖြစ်ပါရဲ့ဆရာ။ ။အင်းလီကန်တဲ့ကိုနှစ်တိုင်းမီလာကစားပြီးတောင်ကြား6ရက်တွေစားစီဝင်လေးရှိပြီးဇွန်နဲ့ဇူလိုင်လမှာဆိုရင်ကံရီပြင်ကမြင့်တက်လာလေးရှိတာကြောင့်ရင်မတက်ခင်အင်းတွေပြီးဆောင်နိုင်ရည်ဒေသခံတွေကမျောလင့်နေကြပါတယ်။အခုမီလာတတိယပတ်ထဲမှာလည်းအင်းလီကန်ရင်မျက်နှာပြာငါလည်းမလောက်တက်လာနေပြီလို့ဒေသခံတွေကပြောပါတယ်။ပို့လူငယ်အစည်းအရုံး PYO ရဲ့ April ထုတ်ပြန်ချက်အရရွာပေါင်း25ရွာကအိမ်ပေါင်း3155လုံးထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ16000ကနေ2000ကြာငလင်ပေးရေးဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်ငလင်ကြောင့်တည်ဆုံသူအယောက်100နီးပါးလည်းရှိခဲ့ပါတယ်